အသေးစားအငယ်စားနဲ့အလက်စားစီးပွားရေးလုပ်ငန်းများနဲ့2025 MSME Day 2025ခန်းနာကိုဒီကနေ့မနက်ပိုင်းကစမ္မဝန်ကြီးဌာနရုံးမှတ်30စီဝေးခန်းမှမှကျင်းပရာအသေးစားအငယ်စားနဲ့အလက်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌတက်ဒုတိယဝန်ကြီးချုပ်နဲ့စီမံကိန်းနဲ့ဗဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းရှင်ကောင် 2025ခုနှစ်အတွက် MSME တွေရဲ့စောင့်မှုဖြစ်တဲ့ရေရှည်တည်တံသောတိုးတက်မှုနဲ့တီထွင်း ဖန်တီးမှုရဲ့မောင်းနှင်အားများဖြင့် MSME များရဲ့အခန်းကဏ္ဍမြင့်တင်ခြင်းဖြစ်ပြီးစောင့်ဘုံနဲ့အညီမိမိတို့နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ MSME များရဲ့အရေးပါတဲ့အခန်းကဏ္ဍကိုအလေးထားပြသရန်နဲ့၎င်းတို့ရဲ့စွန့်ရင်များကိုမြင့်တင်ပေးရန်ရည်ရွယ်ပြီးဒီကနေ့ကဏ္ဍကိုကျင်းပခြင်းဖြစ်ပါကြောင်းနဲ့၎င်းတို့ရင်းဆိုင်နေရတဲ့စိန်ခေါ်မှုများကိုဖြည့်ရှင်းပေးနိုင်ဖို့အတွက်ကုလသမဂ္ဂထွေထွေညီလာခံမှနှစ်စဉ်ဇွန်လ29ရက်နေ့ကိုအသေးစားအငယ်စားနဲ့အလန့်စားစီးပွားရေးလုပ်ငန်းများနေအဖြစ်တက်မှတ်ဆုံးဖြတ် ချက်အတည်ပြုခဲ့ပြီး2019ခုနှစ်ကစပြီးအသေးစားအငယ်စားနဲ့အလက်စားစီးပွားရေးလုပ်ငန်းများအထိမ်းအမှန်တွေ micro small and medium size enterprise day msme day ကိုကမ္ဘာတဝန်းမှာကျင်းပခဲ့ခြင်းဖြစ်ပါကြောင်းဒီကနေ့ခေတ်ကာလမှာ digital စနစ်နဲ့ဤပညာတို့ကမြေသည့်လုပ်ငန်းအတွက်မဆိုအသက်သွေးကြောနဲ့တူပြီး msme များအနေနဲ့လည်းခေတ်နဲ့အညီတိုးတက်ပြောင်းလဲနေတဲ့စီးပွားရေးပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်နိုင်မှုအတွက် digital စနစ်ကိုမဖြစ်မနေအသုံးပြုရန်လိုအပ်ပါကြောင်း ဒီကနေ့ခေတ်ကာလရဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ဈေးကွက်မှာ MSME များအောင်မြင်နိုင်မှုအတွက်ထိရောက်တဲ့ဈေးကွက်ရှာဖွေရေးနည်းပြဝါများလည်းလိုအပ်မှာဖြစ်ပါကြောင်းလုပ်ငန်းပေါင်းများစွာတိုးပွားလာစေဖို့အတွက်အစပြုလုပ်ငန်းများဖော်ဆောင်ရေးစင်တာများတည်ထောင်ပေးခြင်းလုပ်ငန်းဆိုင်ရာအကြံဉာဏ်ပေးခြင်းရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများချိတ်ဆက်ပေးခြင်းနဲ့စီးပွားရေးဝန်ကျင်ကောင်များဖန်တီးပေးခြင်းတို့ဟာ MSME ဖွံ့ဖြိုးတိုးတက်ရေးမှာအလွန်အရေးကြီးပါကြောင်း မိမိတို့နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့အသက်သွေးကြောဖြစ်တဲ့အသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများရဲ့အရေးပါမှုကိုအလေးပေးအသိအမှတ်ပြုသောအဖြစ် MSME D အခမ်းအနားကိုကမ္ဘာတဝန်းမှာနှစ်စဉ်ကျင်းပပြုလုပ်တဲ့ကဲ့သို့မိမိတို့နိုင်ငံမှာလည်းနှစ်စဉ်ကျင်းပပြုလုပ်သွားရန်လိုပါကြောင်း ဒီကနေ့ထိမ့်မတ်ခန္ဓာမတဆင်အမတ်ဆံမီများရဲ့စွမ်းဆောင်ရည်ကိုအတိမတ်ပြုမြင့်တင်ပေးပြီးအစိုးရပုဂ္ဂလိကအဖွဲ့အစည်းများနဲ့အမတ်ဆံမီလုပ်ငန်းရှင်များအားလုံးပူးပေါင်းပါဝင်ခြင်းဖြင့်နိုင်ငံရဲ့စီးပွားရေးစင်ဆက်မပြတ်တိုးတက်စေပြီးတာယာဝါပြောတဲ့အနာဂတ်ကိုတည်ဆောက်နိုင်မယ်လို့ယုံကြည်ပါကြောင်းဖြင့်ပြောကြားပါတယ်။ ဆက်လက်ပြီးပြည်တော်စုနေထိုင်မှ MSME ထုတ်ကွန်ပြဝဲပြိုင်ပွဲခန္ဓာကျင်းပပြုလုပ်ခဲ့မှုဘူရီကလစ်များပြသပြီးပြည်တော်စုနယ်မြေနေပြည်တော်မှာ MSME ထုတ်ကွန်ပစ္စည်းများခင်းကျင်းပြသထားရှိမှုတို့အားကျေးရှုအားပေးပါတယ် အဲ့ဒီနောက် MSME ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှုအစဉ်ခံရေးအဖွဲ့ဥက္ကဋ္ဌ MSME ဖွံ့ဖြိုးတိုးတက်ရေး Agency ဥက္ကဋ္ဌနဲ့ MSME ဖွံ့ဖြိုးတိုးတက်ရေးရမုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌတို့ကလုပ်ငန်းဆောင်ရွက်မှုချင်းနှင်းများအားရှင်းလင်းတင်ပြခြင်းတနင်္သာရိုင်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးပြည်ထောင်စုနယ်မြေနေပြည်တော်ရှိစက်မှုကြီးကြပ်ရေးနဲ့စစ်ဆေးရေးဦးစီးဌာနမှတာဝန်ရှိသူများက MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစာနှုန်းများကိုဖတ်ကြားခဲ့ကြတယ်လို့သိရှိရပါတယ်ခင်ဗျာ